ဆိုတော့ပကြီးရတဲ့လူဆိုတော့လေပကြီးဆရာလို့မခေါ်ခိုင်းတော့သူ့ကိုပကြီးကောင်းဆိုပြီးခေါ်လာပေါ့အချောင်းကြီးကသဘောကျပါလေအဲဆိုတော့နည်းနည်းနားထဲမှာနည်းနည်းဟိုကိုရီးယားနာမည်လေးဆိုတော့လေဟိုနည်းနည်းများစမ်းနေမလားပေါ့နော်ပြိသက်တော့ဟုတ်ဟုတ်ဒီဆွဲတဲ့ကောင်ဆိုတော့ပကြီးကောင်ပေါ့ပကြီးကောင်လို့မခေါ်ပါနဲ့ဗျာကျွန်တော်အသေးရအောင်လို့ပါနော်ပကြောင်ကြီးလို့ခေါ်တာဆရာပကြောင်ကြီးမင်းဒီနေဝတ်ထားတဲ့အင်ကြီးရောင်ကငါ့ကျမနဲ့တိုက်ဝက်လာဟုတ်ပါအရှောက်စမယ်စမ်းပါနဲ့ကဲပကြောင်ကြီး မင်းအဓိကကငါတို့အားလုံးနဲ့တူထမင်းစားကျင်တာမလားအဲ့တော့ဇကာထဲမှာလဲတာနောက်နောက်တဲ့စကလုံးပေါ့သူကပကြီးရဲတဲ့လူဆိုတော့လေပကြီးဆရာလို့မခေါ်ခိုင်းတော့သူ့ကိုပကြီးကောင်ဆိုပြီးခေါ်တာပေါ့ပကြီးကောင်လို့ခေါ်တော့သူကဟွာပေါ့ကျွန်တော်တို့ဘဒူဘဒူကောင်လေးရှိရလေထိုးရင်နားရလေအဲအဲ့လိုသူငငယ်တော့ကအောင်းလေတော့ကဘဒူကောင်အတုတ်ခံရတော့သူကဘဒူပကြီးကောင်လို့ခေါ်ရင်ဘဒူကောင်ကိုမျက်လုံးထဲမှာမြင်နေလို့သူ့ကိုပကြောင်ကြီးဆိုပြီးပြောင်းခေါ်ခိုင်းတာပေါ့ တော့ကိုရီးယားနာမည်လေးဖြစ်သွားတာပေါ့အဲ့လိုအဲ့လိုမျိုးလေးပါဇက်ဇက်ကားထဲမှာအဲ့ဒါရဲ့လိုလေးနဲ့အဲ့ဇက်ကွက်ကလေးကပါတော့အဲပချောင်ကြီးဖြစ်နေတာပေါ့ဒီကားလေးကဟုတ်ပချောင်ကြီးရောသဘောကျပါလားပချောင်ကြီးရောသဘောကျပါလေအဲ့ဆိုတော့နည်းနည်းနားထဲမှာနည်းနည်းဟိုကိုရီးယားနာမည်လေးဆိုတော့လေဟိုနည်းနည်းပြန်စမ်းနေမလားပေါ့နော်ပြိသက်တော့ဒါအကိုအသုံးယောက်ကလည်းတကယ်ကိုပေါ့နော်သူကဒီညီမလေးကိုအရန်အချစ်ကြီးပြီးတော့ပေါ့နော်ဘယ်လိုခုံလဲဆိုတော့အုံမိုးထားတာပေါ့ညီမလေးနားကိုဘယ်လိုမှကတ်လို့မရဘူးဆိုတော့ ไอ้ไอ้อ่าด่าชิงแก้ได้คาแรคเตอร์นี่ป่ะชิงแก้ชิงแก้ได้คาแรคเตอร์นี่อ่ะบิโลเลยสรแล้ว6ตะคา6ตะเลยป่ะเนาะ6ตะคา6ตะเลยสรแล้วตะคาเลยจ่ายบิโลคอมเลยสรดียีโก3รอบเนี่ยสိတ်กูตีอ๋องลงออกอ่ะนี่ดิอ่ะสိတ်ဝင်ซ้าเสียเลยก็เอาล่ะဒီကတော့ဒီကားထဲမှာတော်တော်များများကဒါ director ရဲ့ production ရဲ့အလိုအလိုကြပေါ့အလိုကြဆိုတာကတော့ကျွန်တော်တို့ဒီကားကတော့ကျွန်တော်အနေနဲ့အများကြီး ဟိုပေါ့နော်ဒီကားမှာတောင်းဆိုထားတာဘာမှမရှိဘူးကျွန်တော်တက်နိုင်ဆုံးပေါ့နော် character တစ်ခုနေနေရာနေပြီးတော့မှဒီဇလန်းလေးကိုကျွန်တော်အားဖြည့်တဲ့သဘောမျိုးနဲ့ဒီကားလေးကိုအဓိကရိုက်ထားတာပေါ့နော်အဓိကတော့ဒီရုပ်ရှင်ဇကာဇလန်းကောင်းတစ်ခုကိုအဲကြည့်စေခြင်းနဲ့ရည်ရွယ်ချက်အဲနောက်ပြီးတော့ဒီကားထဲမှာဒီ character မှာကိုပါဝင်လိုက်တဲ့အလျောက်ပေါ့နော်ဒီဒီဇဒီ character လေးဒီအဲကိုနဲ့အဲတသားလေးပေါ့နော်ပြိတ္တနဲ့ကိုနဲ့ကြားထဲမှာ ဟိုအမတ်တရလည်းရှိနေတိုင်းတဲ့ဟိုပါပေါ့နော်ဟို character လေးတစ်ခုအာဇလန်အရည်ရွယ်ချက်လေးတစ်ခုကိုဒါတိဆောက်ထားတာပဲပေါ့ဆိုတော့ကူပေါင်းပြီးတော့မှကျွန်တော်တို့ဒါရိုက်ကူးထားတာပေါ့နော်အဓိကတော့ leader role leader role ကြီးကိုကျွန်တော်တို့က main အဲ role ကြီးတစ်ခုကိုကျွန်တော်တည်ထားတာမဟုတ်ပဲねဇက်ကောင်ကြီးဇက်ကောင်တွေကိုဇက်ကောင်တယောက်ချင်းတယောက်ချင်းဒီရဲ့ဇက်ကောင်တွေကိုပူပေါင်းပြီးတော့မှဒီဇက်အိမ်ဖွဲ့ထားတာဖြစ်တဲ့အခါကျတော့ဒီဇက်လန်းလေးကဟောပို့ပြီးတော့လဲ ဟိုပြိဿအနေနဲ့ပေါ့နော်ဟိုကြည်ကြည်စရာတောင်းလေးတွေတော်တော်များတယ်ပေါ့နော်အဲဒါကာရိုက်တာတယောက်စီတယောက်စီတိုင်းရဲ့အားလေးလည်းရှိတဲ့အခါကျတော့ဒီကားလေးကပြိဿလည်းပို့ပြီးတော့စိတ်ဝင်စားမှုရနေရလို့မြင်ပါတယ်ဗျာဒါကတော့ကိုခင်လိုင်ပေါ့ကိုခင်လိုင်ရဲ့တောင်းဆိုမှုပေါ့အဲသူကလည်းဒီဒီကားလေးထဲမှာတချင်းဒီတချင်းလေးရမှန်မှာတော့ကျွန်တော်တို့ကဟို version 3မျိုးရှိတယ်ဟို main ကလေး version ပါတယ် jewel version ပါတယ် orchestra version ပါတယ် version က3မျိုးဆိုတော့ဒါဟိုပါပေါ့ ကိုကိုတိုင်းပေါ့ဖန်ပြန်ပြီးတော့အစ်စ်ဖန်တီးရမယ်အနေထားဖြစ်နေတာပေါ့နော်ဒါကြောင့်မလို့ဒီကားလေးကိုအစ်စ်ဖန်တီးဖြစ်တာအကုန်လုံးကဒါတေဥဆောင်ဆိုဆိုတာထက်ကိုပို့လို့မှာလဲဘာဆိုတော့လေဒီဒီကားလေးကကျွန်တော်ထင်တယ်ဟိုပုံမှန်ကားတွေထက်ပို့ပြီးတော့တောင်မှသူတို့အယုံပို့ပြီးတော့စိုက်ကြသလားပေါ့နော်နောက်တစ်ခုကကြတော့ဟိုစီးနေကဟိုခဏခဏပြန်ရေးရတဲ့စီးရင်တိတ်မရှိဘူးအော်သူကဟိုပါပေါ့ရိုက်ပြီဆိုတာနဲ့အကုန်လုံးကအဝင်ကြဖြစ်နေကြတယ်ပေါ့နော်ဆိုတော့ ကရက်တာရဲ့စီမျိုးမှုတွေအရင်ကောင်းပါတယ်ဒီကားတွေပေါ့။ဟိုအဲ့ဒါကကျတော့ကျွန်တော်ဇာကကြီးမှပုံပေါ်လာမဲ့ဟာလေးတွေပေါ့နော်။ဟိုပါပေါ့ဇာကလေးကတော့ရသဆုံဇာကလေးလိုပဲပရိသတ်အနေနဲ့ပရိသတ်ကိုတည်သားစေချင်တာပေါ့။ဥပမာကောမဒီ line တစ်ခုလည်းမဟုတ်ဘူး။ကျွန်တော်တို့ live drama 928ဟိုအတိကပုံပေါ်ထားတယ်ပေါ့။အဲ့ဒါဥပမာလွန်လွန်ကျူးကျူး928မြစ်တာကိုဟိုလွန်လွန်လုံကျူးသွားတဲ့အချိန်မှာဘေးထွက်ဆိုးကျိုးတွေဖြစ်တတ်တယ်ဆိုတဲ့အကြောင်းအရာလေးကိုလည်းဟိုဒီဇာကကနေပေးထားတယ်ပေါ့။ ဟောပေါ့ကားရိုက်ကတော့များတာတော့မဟုတ်ပါဘူးအရင်တက်စာရင်တော့မများပါဘူးကျွန်တော်မများဘူးဆိုတာဒီလိုမျိုးလေအဲကျွန်တော်တို့ကအဲဟုတ်တယ်ဟုတ်တယ်ရိုက်ရိုက်ရိုက်တာကတော့တိတ်မများပါဘူးရိုက်တာကတော့ဟိုကိုတင်လို့ရမဲ့ဟိုပရိသတ်ကိုစုံအောင်ပဲရိုက်ပေးတာပဲရှိတာပေါ့နော်ကားအရေးအတွက်ကတော့အများကြီးတော့မရှိပါဘူးအဲဆိုတော့ဟောပါဆိုတော့ကားကတော့ကျွန်တော်တို့အနေနဲ့တက်နိုင်ဆုံးတော့ဒီဘယ်လိုခေါ်မလဲအဲတန်ဖိုးရှိတဲ့ဇက်ကားမျိုးတွေပေါ့နော် ောက်ပြီးတော့ချီရှုတဲ့အချိန်မှာကိုယ်ရအသက်အရွယ်နဲ့လိုက်ဖက်တဲ့ဇာလန်းမျိုးတွေပေါ့ဒါလေးတွေရွေးချယ်ရတဲ့အခါကျတော့အရင်လောက်တော့ကျွန်တော်တို့ဇာလန်းရွေးချယ်ဖို့မလွယ်ဘူးပေါ့နည်းနည်းခင်းရင်းတဲ့အပိုင်းမှာရှိအောင်စီအောင်မောင်းကတော့ဒီပြိတ္တအစိတ်ဝင်စားနေသလိုပဲကျွန်တော်တို့ကစိတ်ဝင်စားတာတဲ့ပူလုံနဲ့ဆက်ရက်အလှည့်ပြောင်းလေးတွေလည်းရှိပါတယ်ဒါကြောင့်မလို့ယုံနေတဲ့အချိန်မှာလာရောအားပေးပါပေါ့ဒါလိုပဲကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်